ီနေ့ကတော့မတို့ price schedule အကြောင်းလေးနည်းနည်းတော့သတ်သွားရအောင်เนาะအဲ့တော့တယောက်မေးထားတာလေးရှိတယ်အာ level deliver ခြင်းစီအတွက်ပေါ့เนาะ pipe land လေးတွေကို schedule ထုတ်လို့ရသလားထုတ်လို့ရတယ်အဲ့ဆိုမတို့ price schedule နဲ့ထုတ်လို့ရတယ်ဟုတ်နော်ဆိုတော့မတို့ဒီ price schedule အကြောင်းလေးကိုတစ်ချက်လောက်ဒီနေ့ပြောအောင်နော်အဲ့တော့ price ကနေပြောမှထုတ်လို့ရတဲ့ schedule schedule ထုတ်မယ်ဆိုရင် information တွေအများကြီးထုတ်လို့ရတယ်ကိုဘယ်လောက်ထိထုတ်ချင်တယ်လဲနော် ထုတ်ချင်သလောက်ကိုမှတော့ထုတ်လို့ရဒါပေမဲ့ရှိတော့ရှိရမယ်အဲ့ information ကိုထုတ်မယ်ဆိုရင်တည်းက import တော့ရှိရမယ်နော်အထုတ်ကြည့်ပဲမရအောင် import တော့ရေးရပါဘောနော်အဲ့တော့ import မှာဟိုလို model ထဲမှာထည့်ထားတယ် model ကိုယ့်ရဲ့ဒီ geometry model တွေထဲမှာဘယ်လောက်ဒီ information များများထည့်ထားလဲများများထည့်ထားသလောက်ကိုမလို့ရလဲထုတ်လို့ရတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ကတော့မတို့ထည့်တဲ့အချိန်မှာအာဒီမတို့ i02 မှာပြောခဲ့တဲ့ parameter အကြောင်းလေးတွေပေါ့နော်အဲ့ parameter အแทမှာတဲ့ parameter တွေဟာ မတို့ schedule ကနေပြီးတော့မှလက်ခံနိုင်တဲ့ parameter ဖြစ်ရမယ်။အဲအဲ့လိုမျိုးလက်ခံနိုင်တဲ့ parameter ထဲမှာထည့်ထားတာမဟုတ်ဘူးဆိုရင်တော့ schedule ထုတ်လို့မရဘူးပေါ့။နော်။အဲ့တော့ okay အာအဲ့တော့အဲ့ဒီဘက်ကဟို information တွေထည့်တဲ့အကြောင်းအရာလေးတွေခုလောလောဆယ်မှာခဏလောက်ဒါဘေးချိတ်ထားလိုက်မယ်နော်ဒါထည့်လို့ရတယ်မရဘူးဆိုတော့ကိစ္စအုပ်ပဲမှဒီမှာပြောချင်တာပေါ့နော်ကဲဒါဆိုရင်ခုလောလောဆယ်မှာဒီနေ့ပြောချင်တဲ့ခေါင်းစဉ်ရဲ့အဓိကတက်ကကကျတော့ဘာလဲဆိုတော့အာ ပိုက်ဆိုင်တွေပေါ်မူတည်ပြီးတော့เนาะသူ့ကိုဒီ level alike เนาะလန့်နေကိုဘာလို့ချင်တာလဲဆိုရင်မအန်ထက်ခံလိုက်မယ်เนาะဩအန်ထက်ပါလို့เนาะ level alike ပိုက်လန့်နေကိုပိုက်လန့်နေကိုတည်ချင်တာဟုတ်ပါเนาะအစမှာတော့ level 1မှာအခုဒါအိမ်စုံပေါ်နေနဲ့မှဒါလေးထုတ်ပြထားတယ်။ level 1မှာဒါမီတာ20ရှိတဲ့ပိုက်က total length ဘယ်လောက်လဲ။ level 2မှာ diameter 25 byte က total လမ်းဘလောက်လဲเนาะမအဲ့လိုမျိုးသိချင်တာဟုတ်ပြီเนาะဒါဒီလိုပုံစံမျိုးကြမှာပို့ပြီးတော့အာတိကြမှာပေါ့เนาะနောက်မှလာဆို total လမ်းထုတ်လို့ရလားဆို total လမ်းလို့ထုတ်လို့ရတယ်ဒါပေမဲ့အဲ့ total လမ်းကအာဒီ diameter ပေါင်းများစွာနဲ့เนาะ byte တွေအကုန်လုံးပေါင်းထားတဲ့ total လမ်းကိုလည်းထုတ်လို့ရလားဆိုရင်ထုတ်လို့ရတယ် နော်ဆိုတော့မတို့ဒီနေ့ဒီ information လေး၃ခုကို ထုတ်ပြီးတော့ဒီ table လေးတစ်ခုကိုစောင်းရအောင်ဒီ table ကမတို့ကဒီအာလို့ခေါမလဲကိုယ့်ရဲ့ drawing ထဲမှာထည့်လိုက်ခြင်းလည်းရတယ်တကယ်လို့မထည့်ပဲနဲ့ကိုယ့်ကို quantity သိချင်လို့ဒီ land information ကိုသိချင်လို့ဒါထုတ်ကြည့်ရနေတာမျိုးနဲ့ထုတ်ပြတဲ့ပုံစံမျိုးကိုမတို့သွားမှာပေါ့နော်တကယ်လို့မတို့က drawing နေနဲ့သွားမယ်ဆိုရင်တော့ formatting နေပါမတို့အနေနဲ့ပါပါ shining quantity လို့သိနေတယ်နော်ဒီအရာကြီးရနေတဲ့အချမ်းတန်ဆန်ဟုတ်နော်ဒါကတော့မ information သိချင်လို့ အာခတ်တွဲထုတ်ကြည့်လိုက်တဲ့ပုံစံမျိုးကိုပဲမှာပြထားတာနော်အဲ့တော့ကျွန်တော်တို့ software တစ်ချက်တော့အမှ model လေးတစ်ခုဖွင့်ထားတယ်။ဟိုက 3D မှာတစ်ချက်ဖွင့်ပြမှာနော်။အဲ့တော့ဒီ theme မှာမတို့ဘာရှိလဲဆိုတော့ဒီ byte တွေရှိတယ်။အဲ့ byte တွေကိုမတို့ schedule ထုတ်မယ်။အဲ့ဆို view ရဲကိုသွားမယ်။အာ schedule ရဲကိုသွားပြီးတော့မှာ detail ကိုသွားမယ်ပေါ့နော်။သွားမယ်ဆိုတဲ့အခါကျတော့ မောက်ဒီမှာ pipe ကိုရွေးပြရလိမ့်မယ်เนาะ pipe ကိုရွေးပြရလိမ့်မယ်ဆိုတော့ pipe schedule ထုတ်မှအဲ့ဒါကြီးထုတ်လို့ရမယ်ဆိုတော့ pipe ကိုရွေးပြလိုက်မယ်ရွေးပြဖို့ရင်ဒီတက်မှာဘာရွေးရမလဲဆိုတော့ parameter ရွေးရเนาะအဲ့တော့ parameter ကဘာလိုချင်တာလဲဟေ size လိုချင်တာမဟုတ်ဟေ size လည်းလိုချင်တယ် okay now lan လည်းလိုချင်တယ်မဟုတ်ဟေ lan လည်း l လို့မှ keyboard ကနေ l လို့ရိုက်ထည့်လိုက်တာမှ lan နေရာကိုတိုင်ရောက်သွားရင်เนาะ lan လိုချင်နောက်တစ်ခုကဘာလဲလိုချင်တဲ့ဟေ level လိုချင်တာမှ l နေရာကိုရောက်နေပြီကွာ l ကဒီလောက်ပဲကုန်သွားရင် ။ဟာအဲ့ဒါဆို level မရှိဘူးလား။ level မရှိဘူးလား။အဲ့ဆိုမတော့တစ်ချက်လောက် model တွေကိုပြန်သွားကြည့်အောင်။အခုလောလောဆယ်ရားသလောက်လေးကိုထည့်ပြီးတော့ပဲ schedule ထုတ်ထားလိုက်မယ်။နော်။ဒါဆိုမတော့ဒီ schedule ထဲမှာ size ရယ် land land ရယ်ပါတဲ့အာ information တော့ရသွားပြီ။အဲ့မတော့ model တွေတစ်ချက်ပြန်သွားမယ်။ model ထဲမှာအမ byte ကိုမြင်ချင်တယ်။အဲ့တော့ visibility graphic တွေကနေမှာရှိသမျှဟာအကုန်လုံးပိတ်လိုက်မယ်။ဘာလွယ်ပြီးရောလဲဆို byte ကလွယ်ပြီးတော့နော်။ byte ကိုသွားပြီးတော့မှာစမ်းစစ်ကြည့်တော့မယ်လေနော်။ပြီးတော့ပြီးတော့ပြီးတော့ โอเคเนี่ยแหละเนาะအဲ့ဆိုမောင်ဒီတဲမှာခက်ရှင်းရှင်းတော့တွေ့ရပြီဒါပေမဲ့မောင်ဒီမှာ grid line တွေပါတွေ့ရတယ်မျက်စိနောက်သေးတယ်အဲ့တော့ annotation နဲ့သွားမယ်ရှိသမျှတွေအကုန်လုံးပိတ်ဟုတ်เนาะပြီးတော့ level တစ်ချက်ပဲခြံတာเนาะ level တစ်ခုပဲခြံတာအဲ့ဆိုတော်တော်လေးရှင်းသွားဒါတွေကမောင်တို့က byte တွေပဲเนาะအဲ့တော့ byte တွေကို select ပြီးလိုက်ရင် byte တွေမှာ level စစ်လို့မရဘူးလားအဲ့တော့ IMI01 မှာဆိုရင်မတို့ modeling ဆွဲတော့ကဒီ level စစ်ပုံစနီးလေးတွေ level ကိုတတိထားမဲ့ပုံစံလေးကိုပြောထားရှိရနော် โอเคအဲ့ဒါလေးကိုပြန်တရေရအောင်เนาะဆိုတော့သူ့ကိုဆက်လက်ပေးပြီးတော့မှာเนาะသူ့ကိုဆက်လက်ပေးပြီးတော့မှာအခုဒီမှာကြီးကြီးလိုက်မယ်ဆို reference level ဆိုတာရှိတယ်ဒီ byte ကဘယ် level မှာဆွဲထားလဲဆိုတဲ့ level ရှိတယ်เนาะဒါပေမဲ့သူ့ရဲ့ parameter နေရပါပြီလဲ level တခုတည်းမဟုတ် reference level ဖြစ်နေโอเคဒီနေ့ကိုမှတ်လာမယ်မှတ်လာပြီးတော့မှာ schedule ထဲမှာလာရှာကြည့်အောင်မတော် l နဲ့စရတဲ့ထင်နေတာတကယ်ရတော့ဗာလေသူက reference level ဆိုတာဖြစ်နေဆို r နဲ့စတာဖြစ်နေပြီ r ရိုက်ထည့်လိုက် reference level ပါတယ်တွေ့လား โอเคအဲ့လိုမျိုးပါတယ်ဆိုတော့မတော်ထည့်လိုက်တကယ်လို့မြန်ဘာရှင်းပေါ်မူတည်ပြီးတော့တချို့ဘာရှင်းနေရမပါတာမျိုးတွေရှီကောင်းရှိခဲ့တည်ရှိတော့မနောက်ထပ်ဗီဒီယိုဖိုင်ထပ်လုပ်ပေးမယ်တကယ်မပါခဲ့တည်ရှိတော့ပေါ့နော်မပါခဲ့တည်ရှိတော့မနောက်ထပ်တမျိုးထပ်ပြောပြပေးမယ်အဲ့တော့ကြီးကြီးလိုက်ကြီးကြီးလိုက်လို့ကိုယ့်ရဲ့ဘာရှင်းမှာပါတယ်ဆိုတော့ဒီအခုလက်ရှိမတို့ဒီဗီဒီယိုဖိုင်ထဲမှာပြောတဲ့အတိုင်းဆက်ပြီးတော့လုပ်သွားနော်တကယ်လို့မပါသွားဘူးဆိုရင်တော့မအားတော့နောက်တနည်းနဲ့ပြန်ချအောင်နော်ဆိုတော့ဟိုတင်တော့တင်ထားပြီးသားဆိုပေမဲ့ မိနေမှာဆိုတဲ့အတွက်ကြောင့်မာဒီယိုစာလေးကိုနောက်ဗီဒီယိုဖိုင်လေးတစ်ဖိုင်ပြန်လုပ်ပေးမယ်เนาะဆိုတော့ဒီဟာလေးကိုမှ level ကိုအရှိဆုံးမှာထားခြင်းနဲ့ဆိုတော့အောက်ကမြားလေးနဲ့ကင်ပြီးတော့အရှိဆုံးပို့လိုက်တယ် size ကလည်းမှာ length ကနောက်ဆုံးမှာဒါဆိုရင် first column က reference level second column က size third column က length ဖြစ်သွားပြီเนาะဒီ okay နှိမ့်လိုက်တယ်ဆိုရင်ဒီလို arrangement ပြရမယ်အဲ့ဆိုအဲ့ arrangement မျိုးမှာမှာအမတို့ခုဒီမှာ roof level ဖြစ်နေ level 3ဖြစ်နေရယ်เนาะအဲ့တော့ဒီမှာရှိတဲ့ byte site တွေနဲ့ byte length တွေ level တွေဒီ byte တွေဟာဒီ level မှာရှိတယ်ဆိုရဟာတကယ်မှန်မမှန်ကိုမတော်မသိနိုင်မတော် model ဆွဲတဲ့သူဟာကိုကိုယ်တိုင်စီးကျက်ပြီးတော့တရားပဲဆွဲဆွဲသူများဆွဲထားတဲ့ model ကိုအခုလိုမျိုးเนาะသူများဆွဲထားတဲ့ model ကိုအခုလိုမျိုးမတော် schedule ထုတ်တဲ့ချိန်မှာပုံရောင်သတိထားသေးတယ်ဆွဲလိုက်တဲ့သူဟာဘလောက်တိအောင် glue design နဲ့ဆွဲထားသလဲဒီ modeler ရဲ့အရေးချင်းတွေဒီမှာပေါ်လာတယ်နော်ဘလောက်တိအောင် glue design ဆွဲပြီးတော့ model ကိုလှုပ်ထားသလဲမသိနိုင် ဲ့တော့တကယ်လို့မြန်မှားနေခဲ့သည်ရှိတော့မှန်ကိစ္စမရှိဘူးကွာမှားနေခဲ့ပြီးရှိတော့အေဇမွန်နေနဲ့ဟိုဒီပိုက်လေးတစ်ပိုက်ကိုထောက်လိုက်တယ် level ကြီးလိုက်တော့ roof level ဖြစ်နေကြီးစားတကယ်နေတော့မှဒီပိုက်ကိုဘယ်မှာလိုချင်တာလဲ level 1နဲ့ level 2ထဲမှာကောက်လို့ချင်တာဟုတ်နော်ဒါ level 2 line တွေ့လား level 2 line မှာဒီပိုက်ကိုမှာကောက်လို့ချင်တာဒီပိုက်ဘာဖြစ်နေလဲ roof level ဖြစ်နေတယ် roof level ဖြစ်နေတယ်တွေ့လားဆိုတော့အဲ့တော့မှဒီပိုက်တွေကိုလည်းတစ်ချက်ဆက်လက်မှတ်ကြည့်အောင်ဘာ level တွေဖြစ်နေလဲ တချို့ byte တွေကတော့မှန်ပါတယ် level 2ပေါ့နော်အဲ့တော့ဒီအဓိကအပြင်မှာတို့ဒီ riser byte တွေမှာဆိုရင် level မှာကြည့်တော့ဒီမှာ level 3ဖြစ်နေတယ်လား level 3ဖြစ်တကယ်တမ်းသူရှိရပါမှာရှိရလဲ level 2မှာရှိရ level 3တော့မရဘူးအဲ့ဆိုမတို့ schedule ထဲမှာနော် schedule ထုတ်တဲ့အချိန်မှာမဖြစ်ပါဘူး schedule ထုတ်တဲ့အချိန်မှာဒီ byte က level 2ရဲ့စည်ရင်းထဲကိုမဝင်တော့ဘဲနဲ့ level 3ရဲ့ကိုရောက်နေနော်အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဒါဆို byte land တွေတိုးတက်တွက်တဲ့အချိန်မှာဟေး level 3မှာက byte land မီတာ100လိုအပ်တယ်။အဲဆိုအဲ့မီတာ100က level 3ကဒါဟုတ်ပါထက်ပြထားနော်အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်နော်အဲကြောင့်မတို့ level အမှန်ထုတ်ချင်တဲ့ဆိုရင်တော့ဒီ byte တွေကဘာဖြစ်ရမလဲဆိုရင် level အာ level မှန်နေရမယ်နော် level မှန်နေရဒါကြောင့်မတို့ schedule ကိုထုတ်တဲ့ချိန်မှာတက်ပြီးတော့မယုံနဲ့အောင်အခုလိုမျိုး view လေးကို clean လုပ်ပြီးတော့ 3D view မှာ clean လုပ်ပြီးတော့ view ကို right အခုဆိုရင်မ right view ပေါ့နော် right view အတက်တိုင်းလေးပြောင်းလိုက်မယ် ပြောင်းပြီးသွားရင် level တစ်ခုချင်းစီကိုမှတော့ဆက်လက်ပေးလိုက်နော်ကိုတကယ်ဖြစ်စေချင်တဲ့ byte တွေအားလုံးကို level 1ဖြစ်စေချင်တဲ့ byte တွေအားလုံးကိုအကုန်ဆက်လက်ပေးလိုက်ဆက်လက်ပေးပြီးတော့အဲ့ level လေးကိုကမန်းကန်းသွားပြီးတော့ချိန်လိုက်စေချင်အခုဒီမှာကြီးဒီ byte ဆိုရင်အပေါ်အပေါ်အထီတက်နေတယ်လား shift key လေးနှိပ်ပြီးတော့မှဒီ select လောက်လိုက်မယ်သူနောက်မှရှင်းမယ်နော်ဆိုတော့ရသလောက်ကိုမှဆက်လက်ပေးပြီးတော့ဒီမှာဒီမှာ reference level ဆိုတဲ့နေရာမှာ level 1လို့မှပေးလိုက် ဒါဆိုရင် level 1မှာတော်တော်လေးမှန်သွားပြီပေါ့เนาะအဲ့ဆိုဒီ pipe လေးကိုရှင်းအောင်ဒီ pipe က level 1တဝက် level 2တဝက်ဖြစ်နေအဲ့တော့ဒါကို level 2ထဲမှာပဲထားမလားသို့မဟုတ်အရန် sensitive ဖြစ်တယ်ဆိုရင်တော့ split လုပ်လိုက်ဒီ pipe ကို split လုပ်ဆို split လုပ်တာမှာနည်းနည်းလေးလွဲသွားเนาะ split split လုပ်လိုက်ပြီလုပ်လိုက်ပြီးတော့ဒီပေါ်က pipe ကိုကြာတော့ select ပေးပြီးတော့ပါဗလဲလာဒီဥစား roof level မဟုတ်ဘူး level 2ဆိုပြီးလုပ်ပေးလိုက်ပေါ့နော်အဲ့တော့ဒီအောက်က pipe တွေကို make sure ဖြစ်သွားအောင် select ပြန်မှတ်ပြီးတော့ level ပြန်ပေးလိုက်မယ် level 1 เนาะအဲ့တော့မတို့ဒီလိုမျိုး level တွေကိုဆက်လက်မှတ်တဲ့အချိန်မှာတတိထားဒီလိုမျိုး reference level မှာ level 2လို့တွေ့နေရရဆိုရင်မတို့ဒီ byte ဒီအားလုံးက level 2တွေပဲဟုတ်ပဲเนาะမာဒီလိုဆက်လက်မှတ်ပြမယ်เนาะဒီလိုဆက်လက်မှတ်ပြမယ်အဲ့တော့ဒီ byte တွေကိုဆက်လက်မှတ်တဲ့အချိန်မှာ reference level မှာဒီလို various ဖြစ်နေပြီဆိုရင်အဲ့ဒါက byte level ကြီးမတူလို့ various ဖြစ်နေတာ။အဲဆိုမတို့ဆက်လက်ပေးလိုက်တဲ့ byte တွေက level 2ဖြစ်စီရင်လည်းဒါပေမဲ့ level 2အကောင်လုံးမဖြစ်နေဘူးဆိုရင် various ဖြစ်နေရယ်။ဟုတ်ပါတော့။အရင် version အဟောင်းတွေတော့ဆိုရင်တော့ plan ဖြစ်နေတာဘာမှမဖော်ပြအောင်ခဲ့နော်အဲ့လိုမျိုးဆိုရင်ဘာဖြစ်မလဲဆိုရင်ဒါအမတို့ byte တွေကိုစစ်တင်တယ်ဟုတ်ပြီနော်အဲ့ဆိုမတို့ byte တွေကိုစစ်အောင်ဒီ byte တွေအားလုံးကိုမှဒီလို select ပြလိုက်ဒီ byte လေးကတော့ထားလိုက်တော့မယ်နော် level 3ရဲ့ထည့်လိုက်တော့မယ်အဲ့ဒီအားလုံးကိုမှဒီမှာ shift key လေးအဲ sorry control key လေးနှိပ်ပြီးတော့အမကောင် select ပေးနေနော် select ပေးနေရဲ့ကျိုးဟာလေးအမဒီညာလေးမှာရှိတဲ့ byte လေးကိုဆက်လက်ပေးရနော်ဆက်လက်ပေးပြီးွားရင်အခုဒီ byte ကတော့အာဒီ byte ကတော့ပဲထည့်ပါပါဦး โอเคเนาะဆိုတော့ဒါကို select ပေးလိုက်ပြီဆိုရင်ဟောဒီ reference level ထဲမှာ level 2လို့ပေးလိုက်เนาะ level 2လို့ပေးပြီးအကောက level 3ပေါ့เนาะ level 3ဒါလေးကိုဟော select ပေးလိုက်မယ်အဲ့တော့ particle pipe တွေကိုခဏထပ်ထားမယ်เนาะ particle pipe တွေကိုခဏထပ်ထားပြီးတော့ဟောဒီမှာ reference level မှာ level 3လို့ပေးလိုက်မယ်ကဲ particle pipe တွေလာတော့မှာ particle pipe တွေမှာဆိုရင်ဒီ pipe က roof level ထဲထည့်လိုက်တော့မယ်ဟုတ်เนาะနည်းနည်းတော့ပဲအောက်ရောက်နေတာမရောအရင် sensitive ဖြစ်တယ်ဆိုတော့ split လုပ်လိုက် ဒါလည်း split လုပ်ဒါလည်း split လုပ်အဲ split လုပ်ပြီးွားပြီဆိုရင် divisor byte တွေကို go select ပေး select ပေးပြီးတော့ဒါက level 3မလားဆိုရင်မတို့ဒီ reference level မှာ level 3လာပြီးတော့ရွှေ့ပေးနော်ဒီဘွားဒါလေးဆိုရင်လည်း level 3လာပြီးတော့ဘာလို့မလဲဆိုရင်ဒီပေးမယ်ကဲနော်လိုမျိုးရွှေ့ပေးအ sorry ဒါ roof level ဖြစ်သွားတယ်နော်ဒါ roof level နော် roof level ဆိုတော့ဒါလေးကို select ပေးပြီးွားချိန်မှာ roof level လို့ရွှေ့ပေးဒါဆိုရင်တော့ဒီ schedule ထဲမှာတော်တော်လေးမှန်သွားပြီမှန်သွားပြီနော်အဲ့ဒါဆိုအဲ့လိုမျိုးမှန်သွားပြီဆိုရင် ်အမကအခုလောလောဆယ်ဒီ byte တွေကိုပေါ့နော်ဒီဒီ level တွေမှာဆိုရင် level ကိုမတော့ဒီခေါင်းစည်းလေးပဲထားချင်တာနော်ခေါင်းစည်းလေးပဲထားချင်တာပြီးသွားရင် level 1 level 2 level 3အစလိုက်တိုင်းဖြစ်ချင်တယ်အဲ့လိုမျိုးဆိုရင်မတော့အစလိုက်တိုင်းဖြစ်ချင်တယ်ဆိုရင် setting နဲ့သွားပြီးရောမှာနော် setting တခုချင်းစီမတော့တင်ထားပြီးသားရှိရနော်ဒါပေမဲ့အခုဒီ group လက်ရှိ schedule တိစားဖို့အတွက်မှဒါထပ်ထပ်ထပ်ပြီးတော့ဒီလောက်စာလေးပြောပြလိုက်မယ်နော်ဆိုတော့ sorting group တွေနဲ့မှာမပါလို့တာလဲ ဆော့လောက်တာဒါဆိုရင်မတော့ ascending descending စီလို့ရတယ်။ဘာလို့စီချင်တာလဲ level ကိုစီချင်တာဒါကြောင့်မို့ reference level လေးကိုရွေးပေးလိုက်။ Okay နော်။ရွေးပေးပြီးတော့မတော့အပေါ်မှာစာသားအနေနဲ့တင်ချင်တယ်ဆို header ကိုရွေးပေးလိုက်။ပြီး okay နေလိုက်။အဲဆိုဘာဖြစ်သွားဆိုရင် level 1ကဒီလိုစာသားအနေနဲ့ကြံခဲ့တယ်။ဒါပေမဲ့အမတို့ဒီထဲမှာကြည့်ကြည့်အောင် level 1ဆိုတဲ့ column ပြောင်းနေတယ်တွေ့လား။ အဲ့ဆိုမတို့ level 1 column ဖြောက်ချင်တာဆိုရင်မတို့ဒီ ball လေးမှာ right click နေပြီးတော့ hide လုပ်လို့ရတယ်အခုဒီထဲမှာတော့ hide မပေါ်ဘူးဆိုရင်ဒီစားမရှိဘူးမတို့ဒီ setting တွေကိုပြန်သွား formatting နဲ့မှာ reference level ကို select ပြီး hide လုပ်လိုက်ဒါဆိုရင် level 1အာဒီ size လေးတွေအောက်ထဲမှာပေါ်လာလိုက်မယ် by ဒီမှာသူ့ရဲ့လမ်းလေးတွေပေါ့နော်အဲ့တော့ diameter တွေမှာဆိုရင်32ဆိုရင်32ဖြစ်လိုက် အမတရားဝင်လိုက်32ဖြစ်လာအဲ့တော့အမ32ဆို32ကြီးပဲတန်းပြီးတန်းစီပြီးပါပြီရှင်လို့ဆိုရင်မြင်ချင်တယ်အဲ့တော့ sorting and grouping လောက်အောင်ပေါ့အဲ့ဆိုဒီထဲကိုလာ size ကိုဘာလုပ်မလဲ ascending လောက်လာဒီ okay နေလာဒါဆိုရင်20ဆိုရင်20ကြီးပဲဖြစ်သွားပြီနော်ပြီးတော့ variety မှာဆိုရင်32ဆိုရင်32ကြီးပဲဖြစ်သွားပြီဟုတ်နော်အဲဒီမှာ50ဆို50ကြီးပဲဖြစ်သွားပြီအဲ့လိုမျိုး ascending လောက်လိုက်တဲ့အချိန်မှာနော်အဲဒါဆိုကျွန်တော်တို့တန်းစီပြီးတော့2 2 2တွေကုန်စုသွားတယ် နော်ဒါမျိုးဖြစ်သွားတယ်အဲ့တော့ဒီမှာရှိတဲ့လန့်ကဘာနဲ့တိုင်းတာလဲမီလီမီတာနဲ့လားမီတာနဲ့လားသွားစစ်ချင်ရသွားစစ်ချင်တယ်စစ်ချင်တယ်ဆိုရင်မော်ဒီထဲကိုပြန်လာမယ်ဖော်မက်တင်းနဲ့ဟုတ်လားဘသူစစ်ချင်တာလဲလန့်ကိုစစ်ချင်တာလန့်ကိုသွားလိုက်အဲ့တော့ fee format ထဲမှာမလုပ်ရလဲဆိုရင်စစ်လို့ရတယ်အဲ့ဒါ fee format ထဲမှာမီလီမီတာပါရတယ်နော်မီလီမီတာပါအဲ့ဒါဆိုမော်ဒီမှာမီလီမီတာဆိုတော့နောက်က unit ကလေးကိုထည့်ချင်တယ်ဆိုရင်မီလီမီတာကိုဒီမှာယူပေးလိုက်ဒီ okay နေလိုက်ရင် ဖူလီမူတာလေးပေါ်သွားတယ်။ Okay မတို့ဒီအဆင့်တီးရသွားတယ်။ဒါဆိုတော့မတို့နောက်တစ်ဆင့်ကဘာလုပ်ချင်လဲဆိုတော့လန့်ကိုထုတ်ချင်တယ်ဟုတ်နော်သူ့ရဲ့ total land ကိုထုတ်ချင်တယ်အဲ့ဆို total land ကိုထုတ်ချင်တယ်ဆိုရင်သူ့ total land ထုတ်ချင်တယ်ဆိုတော့မတော်ကမလုပ်ပြရလဲဆို land ကိုဆက်လက်မှတ်ပြီးတော့ calculate total လုပ်ပြရတယ်ဟုတ်နော် ကိုဆက်လက်မှတ်တဲ့အချိန်မှာ size ကိုသွားဆက်လက်မှတ်ရင် calculate တူတယ်လို့လို့မရဘူးအဲ့တော့ parameter တိုင်းလို့လို့အတွက် calculate တူတယ်လို့လို့မရဘူးเนาะအဲ့လိုမျိုးပေါင်းလို့နှုတ်လို့မြှောက်လို့စားလို့ရတဲ့ဒီအရာမျိုးကိုပဲမလုပ်ရလဲဆိုရင် calculate တူတယ်လို့လို့ရတာဒါဆိုတော့မတော့ land ကို calculate တူတယ်လို့လို့ရတာเนาะဒါလေးကိုမှတစ်ချက်နှိမ့်လိုက်တဲ့အချိန်မှာဘာထူးကြွားပါလဲဆိုတော့ခုလောလောဆယ်ဒီဘာမှမထူးကြွားသွားသေးဟုတ်เนาะဘာမှမထူးကြွားသေးအဲ့ဆိုတော့မတော့ဒီမှာဘာလုပ်ပေးရလဲဆိုတော့နောက်ထပ် sorted and grouping နဲ့ကိုတွားပြီးရောမှာ နော် sorting grouping နဲ့ကိုသွားပြီးတော့မှ Mauritania မှာအာဒီနေရာလေးမှာပေါ့နော်အာ folder လေးတခုရှိတယ်နော် folder ရှိတယ်နော်အဲ့ folder လေးမှာသွားပြီးတော့မှဘာလုပ်ပေးလို့ရလဲဆိုတော့မတို့ title count ထုတ်တယ်ဆိုတာရှိတယ်မတော့ဒီ diameter ဘလောက်မှာ diameter ဘလောက်အတွက်ပေါ့နော် diameter 20အတွက် lamp လိုချင်တယ်ဆိုတဲ့ဟာမျိုးမှလိုချင်တာပေါ့နော်အဲဆိုမတို့ title and total ကို သွားလိုက်တယ်သွားပြီးတော့မှတို့ဒိုင်မီတာ20ဒီအားလုံးပေါင်းပြလိုက်ချင်တာပေါ့နော်โอเคနောက်ဆုံးမှโอเคလို့နေလိုက်နော်အဲ့ဆိုရင်တစ်ချက်လောက်ကြည့်အောင်ဒိုင်မီတာ20 20 20အစုံမှာဒိုင်မီတာတွေအား20အားလုံးကုန်သွားပြီဆိုတော့အောက်ဆုံးမှာ gray color လေးနဲ့သူပြထားတာ total ဘယ်လောက်လဲ135297 135297 diameter 20အတွက်25အတွက်ဆိုရင်တော့တစ်ခုပဲရှိရဲ3658ပဲရှိရဲဆို total လဲ3658ပဲโอเคเนาะအဲ့ဒါနဲ့မတို့ဘာလို့ရရဆို total ထွက်လာတယ်ကျွန်တော်မဒါလေးကို second ရှုရိုက်ပြီးတော့မှတ်ထားလိုက်မယ် diameter 20ကဘယ်လောက်လဲ13နော်13မဒီမှာမှတ်ထားလိုက်မယ်နော်1352ဒီမှာ25ကဒီလောက်ဆိုပြီးတော့မှတ်ထားလိုက်။ Okay ။မဒီဒီလိုပုံစံမျိုးမှမလို့ရှင်ဒါမီတာ20ဆိုရင်မလို့ရှင်တာဒီပုံစံလေး 20ဆိုဒီလောက်25ဆိုဒီလောက်အလောက်ကိုပဲမှလေ့ကျင်တာဒါဆိုရင်မတို့ဘာလုပ်လို့ရလဲဆိုရင်ဒီထဲထဲမှာ sorting and grouping out ထဲမှာပဲအခု play သွားတဲ့နေရာမှာဘယ်နှစ်ခုဘယ် setting နှစ်ခုပဲ play သွားလဲဆိုတော့အများဆဆသွားနေရ formatting နဲ့ sorting and grouping နဲ့ဆောင်းနော် itemize ဆိုတဲ့ဒါလေးကိုမတို့ဖြုတ်ချလိုက်မယ် okay လို့ပြောလိုက် itemize ဆိုတာအခုလောလောဆယ်မတို့ row တစ် row ချင်းစီမှာ name တွေပါဖြစ်လဲဆိုရင်တူနေရာပြောတာနော်တူနေရဲ့နေရာတွေအားလုံးမှာဒီမှာ itemize တွေကိုဒီလိုမျိုးဖြုတ်ချလိုက်ရင် တူရတူရတစုစုပါတယ်ဟောနော်ဒါမီတာ200เนาะအဲ့တော့ဒါမဲ့အောက်မှာတိုတယ်ကြီးလဲပေါ်နေအာအဲ့ဒါကြီးကြီးရဆိုရယ်เนาะဒီကြီးရဆိုအောက်မှာတိုတယ်ကြီးလဲပေါ်နေအဲ့ဒါဆိုရင်မတို့ဘာလုပ်လိုက်မလဲဆိုရင်အဲ့တိုတယ်ဘယ်သူကြောင့်ပေါ်တာလဲဒီ folder ကြောင့်ပေါ်တာအဲ့ folder ကိုဖြုတ်ပလိုက်โอเคလို့ပြောလိုက်ဟောဟုတ်နော်ဒါဆိုဒါမီတာ20မှာဆိုရင်ဒီလောက်မီလီမီတာဒါမီတာ25မှာဆိုဒီလောက်မီလီမီတာအဲဒါမျိုးပေါ်တယ်နော်ဒါဆိုမတို့ level 1မှာရှိတော့ဒါမီတာစုစုပေါင်း right side ဘယ်နှခုသုံးထားတယ်လဲတွေ့ရတယ်။ right side တစ်ခုချင်းစီမှာ lamb ဘယ်လောက်ရှိလဲဆိုတော့တွေ့ရတယ်။ဒီနော်ဒါလေးကိုမှတော့တွေ့သွားပြီဆိုရင်အခုတော့လောလောဆယ်မှတော့ setting လေးကဒီလိုမျိုးလေးချိန်ပါတယ်လို့နော်။ဒါဆိုရင်တော့မှတော့အကြံမြင့်ပေါ့နော်။မြင်မြန်ဆဆန်ဒီလိုမျိုး schedule ကိုထုတ်ပြီးတော့ဒီ quantity တိတ်ခေါက်လောက်တယ်လို့ခေါ်တာပေါ့နော်။လိုမျိုး lamb ကိုတည်နိုင်ပါနော်ဟုတ်ပြီနော် land နေ level ကြီးမှန်ဖို့အတွက်ဘယ်သူတကယ်တော့ land တော့မဟုတ်ဘူးနော် level ကြီးမှန်ဖို့အတွက် အရင်ဆုံးမှတော့စစ်တဲ့နဲ့ဆိုတဲ့အကြောင်းအရာလေးကိုမှတ်ထားပေးပါနော်အဲ့ဒါမှမလုပ်ဘဲနဲ့မတော့ schedule ဝုန်းနဲ့ထွက်လာပြီး heavy heavy နဲ့မတော့ schedule ထုတ်လိုက်ရင်ဖြစ်တော့မဟုတ်ဘူးပါဘောနော် okay မဒီမှာတစ်ခုထပ်ပြောချင်သေးတယ်အဲ့ဒါဘာလဲဆိုတော့စောနာတော့မတော့ screen shoot ရိုက်ထားတယ်လို့ကြည့်ကြည့်ရအောင် screen shoot ရိုက်ထားမှသမင်သက်ရိုက်ထားနော်သမင်သက်ရိုက်ထားဆိုမှအဖြေတိုက်ချင်ရိုက်ထားနော်အဲ့တော့စောနာလိုမျိုးမတော့ itemize မလုပ်ခင်တော့က total ထွက်လာတဲ့တန်ဖိုးနဲ့အခု itemize လုပ်ပြီးလို့ total ထွက်လာတဲ့တန်ဖိုးတူသလားဆိုရင်တူပါတယ် နော်135297 25ဆိုရင်လည်း3658 25ဆိုရင်3658ဒါပေမဲ့တော့တစ်ခုနှစ်ခုလောက်ဖန်ဆင်းလိုက်တာနဲ့ရပါလားနော်အဲ့ကျွန်တော်တို့ဒီလိုမျိုး itemize လုပ်လိုက်ရင်ရတယ်တကယ်လို့အာဒီ 20mm ရဲ့အောက်မှာပဲမတော်လိုချင်တယ်ဆိုရင်တော့ sorting grouping ထဲမှာဒါ folder လေးကိုထည့်ပြီးတော့သုံးလိုက်လို့ရတယ်နော်မဟုတ်ဘူးဆိုရင်တော့မတော် itemize ဖြုတ်လိုက်တာနဲ့ရပြီဆိုတော့မတော်ဒီ out နားလေးမှာတခုတော့တတိထားမှာပါပြီလေ calculate to တဲ့ လောက်ထားဖို့တော့မမေ့ပါနဲ့လို့နော်โอเคဒါလေးကတော့မာဒီနေ့အာမေးထားတဲ့ question လေးအတွက်ပြောပြချင်တယ်ဒါနော်ပြောပြပေးတဲ့အကြောင်းအရာလေးပါအဲ့တော့ price ရဲ့ level ရဲ့ pile ရဲ့အခြေခံပြီးတော့မှ di schedule ထုတ်သွားတာနော်အဲ့တော့တခါနောက်ဆုံးအနေနဲ့တစ်ခေါက်ထပ်ပြောမှာနော်ဒီဥစားကမတို့ documentation ထုတ်လို့ရလောက်တဲ့အထိကိုအာလှပနေတဲ့ schedule မဟုတ်သေးဘူး documentation ထုတ်ချင်ရင်မလုပ်အောင်လဲနည်းနည်းပြန်ပြီးတော့ make up ပြန်တာမယ်နော် make up ပြန်တာမယ်ပြန်ပြီးတော့ formatting နေပြန်လိုက်ရမယ် ော် appearance ကိုလှအောင်ပြင်ပြီးတော့ပြင်ပြီးမှဒါမှမဟုတ် schedule တွေကိုထည့်ထည့်ပြီးတော့ဒါ drawing ထုတ်ဖို့အတွက်သုံးသင့်ပါတယ်နော်ဒါကတော့အကျန်းတယ်အနေနဲ့ information ရဖို့အတွက်ပါလို့ပြရလဲထုတ်ပြရပါကဲဟုတ်ပြီနော်ဒါဆိုရင်တော့ဒီလောက်နဲ့ပဲ byte ဒီ schedule ထုတ်တဲ့ကောင်းစဉ်လေးတစ်ခုအတွက်ပို့ဒီမှာနေမှရက်လိုက်အောင်နော်